အားလုံးပဲမင်္ဂလာပါကိုရင်းရှိုင်း YouTube channel လေးရနေပြီးတော့ပြန်လေးကြိုဆိုလိုက်ရပါတယ်။ကဲစနေညမှာတော့ညီကိုတို့ကိုကျွန်တော်အကောင်းဆုံးတုံးသက်ချက်တွေနဲ့အတူခုနှစ်ပွဲရွေးပေးခဲ့တယ်။အဲ့ဒီခုနှစ်ပွဲမှာနှစ်ပွဲသာနေအမှန်ဖြစ်ခဲ့တာပါ။ငါးပွဲတည်းတည်းမှန်ခဲ့ပါတယ်။ကျွန်တော် Telegram မှာတော့မောင်းတွင်းလေးလည်းအောင်ခဲ့တယ်လို့ Super Tick ကလည်းအကောင်းဆုံးနေတာမှာရှိနေသေးပါပဲ။ကျွန်တော်တစ်ပတ်လုံး Super Tick ကို ရှုံးဝဲမရှိအောင်အကောင်းဆုံးတော့ဆွမ်းဆောင်ပေးထားပါတယ်။အဲ့ဒီကြောင့်ညီကိုတို့အနေနဲ့အနီးကအကြိုက်လေးတွေ၊စူပါတစ်တွေ၊မောင်းတလေးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ Delivery Channel လေးကို join ထားဖို့မမေ့ကြပါနဲ့။ Delivery Channel link လေးကိုကျွန်တော်ဒီ video ရဲ့ comment ထဲမှာရော description မှာရောထည့်ပေးထားပါတယ်။ဒီကဲလို့မှအဲ့လိုမျိုး link ကနေမှာသွားတတ်ဘူးဆိုရင် Delivery မှာဒီအောက်ကစာနှုန်းလိုမျိုးလေးကိုလေး swipe ဆိုပြီးတော့ရိုက်ရှာလို့ရှာပါရခင်ဗျာ။ဒီကနေ့မှာဆိုလို့ရှိရင်တော့ Premier League ကတော့နှစ်ပွဲပဲရှိတော့တယ်။ကျွန်တော် Channel League တွေကနေပြီးတော့ ပွဲကြီးပွဲကောင်းလေးတွေနဲ့ထည့်ပြီးတော့သုံးသပ်ပေးသွားပါမယ်ပထမအောင်ဆုံးပွဲစဉ်ကတော့ဝဟန်နဲ့မြူကာဆယ်တို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာဆိုလို့ရှိရင်မြူကာဆယ်တင်းက1ပေါင်း20ဝဝမီးလေးမှာဆိုလို့ရှိရင်တော့3ပေါင်း80ဈေးထဲမှာရှိနေပါတယ်ဒီအားစီဝဟန်ကတော်တော်ကိုရှိနေစိုးနေတာဖြစ်ပြီးတော့နိုင်ပွဲတပွဲပဲရထားသေးတယ်။တေပွဲတပွဲကျန်တဲ့ပွဲစဉ်တွေကိုဇန်တက်ရှုံးပွဲတွေပဲကြုံရတာဖြစ်တယ်။ဒီပြပြောင်းလဲနှစ်ယောက်လောက်ထားတယ်။ Grand Border လက်ထက်မှာ Nottingham Forest ကိုဝေးခွင့်ရတယ်3-0ဆိုရရလက်နဲ့ တပွဲပဲနိုင်ခဲ့တယ်လို့သူနဲ့ channel ပွဲစဉ်တွေကိုရှုံးနေထားခဲ့တယ်။လူလိုစန်းတို့ရဲ့လက်ထက်မှာလည်း ਪਰ မောင်းဆုံးအဖွင့်ပွဲစဉ်ဖြစ်တဲ့ Everton သင်းကိုဝမ်းဝမ်းတည်တာကစားထားနိုင်ခဲ့ပြီးတော့ channel ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဇက်တိုက်ကိုရှုံးပွဲတွေတွေ့ကြုံနေရတာဖြစ်ပါတယ်။အဓိကအားဖြင့်စိုးဝါနေတာခန်းစစ်ပိုင်းကိုပြောရမှာဖြစ်ပြီးတော့ခန်းစစ်ပိုင်းက Everton ကိုဝမ်းဝမ်းတည်ကြရတဲ့ပွဲစဉ်တပွဲသာတကိုးတည်းပေးထားခဲ့ရတာပါ channel ပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်တပွဲကိုအနိုင်ဆုံး2ခုလုံးပေးနေခဲ့ရတဲ့ အိမ်ဝင်း၄ဝက်ကစားထားမှာ၄ဝက်လုံးနိုင်ဝက်မရှိထားဘူးယာကွက်၂ကိုပဲရှိတယ်ပေကို၁၂ကိုတောင်မှရှိထားခဲ့တာပါဝက်ဟန်းကတော်တော်ကိုရှင်နေဆိုးနေတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ညူကာဆယ်ကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး၃ဝက်စဲနိုင်ဝက်တွေပြန်လဲရရှိထားတယ်၅ဝက်မှဆိုလို့ရှိရင်တော့သူတို့လေ၄ဝက်နိုင်၁ဝက်ရှုံးရလက်ထွက်ထားတယ်အဲ့ဒီရှုံးတဲ့ပွဲစဉ်ကအဝေးကွင်းပွဲစဉ်ဖြစ်နေတယ်ဘိုက်ဒန်ကို2-1ဆိုရရလက်နဲ့ရှုံးနေထားခဲ့တာပါ အဲ့တော့ညူကာဆယ်အနေထားကိုပြန်လဲကြည့်မယ်ဆိုလို့ရှိရင်ဒီဟာဒီညူကာဆယ်ဟာနောက်ဘက်မှာရလက်ကလေးတွေပြန်လဲတက်လာရဆိုပြီးအဓိကအပြည့်ရလက်ကောင်းနေတာအိမ်ဝင်းဖြစ်တယ်အိမ်ဝင်း၅ဘက်မှာ၃ဘက်နိုင်၂ဘက်ရှုံးဒီဟာဒီညူကာဆယ်ကဝင်းဝင်း၄ဘက်ကစားထားရတယ်၃ဘက်ဒီတဘက်ရှုံးရလက်ထွက်ထားတယ်အဝေးကနိုင်ဘက်တဘက်မှာမရှိသေးဘူးရာကောတကူအေကော၂ကူအဲ့တော့ညူကာဆယ်ဟာအဝေးကဆိုလို့ရှိရင်တော်တော်ကိုရုန်းကန်နေရတဲ့ဆိုတဲ့အနေထားမှာရှိနေတဲ့အတွက်ကြောင့် ဝဟန်းတို့အနေနဲ့ဒီအခွင့်အရေးကိုအကောင်းဆုံးသုံးချဖို့လိုအပ်တယ်ကျွန်တော်ဝဟန်းအနိုင်ဆုံးသေလောက်တော့ရမယ်လို့ယူဆထားတယ်ကျွန်တော်ဝဟန်း body ကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်တစ်ပွဲကတော့ Man City နဲ့ Bournemouth တို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာဆိုလို့ရှိရင် Man City တင်းက1-20ကိုပေါင်းလေးမှာဆိုလို့ရှိရင်တော့3-10ဈေးတန်းမှာရှိနေပါတယ်ဒီတစ်ပတ်မှာအသင်းကြီးတွေအားလုံးရက်လက်ကောင်းနေတယ်လို့ပြောလို့ရတယ် Arsenal နိုင်တယ် United တေးကြထားခဲ့တယ် Chelsea နိုင်တယ် Liverpool နိုင်ထားခဲ့တယ်အဲ့တော့ ီနေ့မှာဒီအာဒီမှာအကောင်းဆုံးရှည်စွမ်းပြနေတဲ့ဘုံမောက်ကိုမန်စီးတီးတို့အနေနဲ့အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ပါမလားဆိုတာကိုကျွန်တော်တို့တွေတေချာစောင့်ကြည့်ရမှာပဲဖြစ်တယ်။မန်စီးတီးဟာဒီအာဒီမှာအဝေးဘက်မှာသာထင်တယ်လို့ကြီးမဟုတ်ဘူးဆိုပေမဲ့အိမ်ခွင်းဆိုလို့ရှိရင်တော့ရလက်တွေအကောင်းဆုံးယူထားတာကိုတွေ့ရတယ်။လေးဝက်ကစားထားတဲ့၃ဘွဲနိုင်တပွဲရှုံးရလက်ထွက်ထားခဲ့တယ်။အိမ်ခွင်းမှာစပါတသိန်းတည်းကိုပဲရှုံးနေထားခဲ့တယ်။ရာကူဆယ်ကိုပေးဖို့၃ဘွဲပဲရှိထားခဲ့တာပါ။အဲ့တော့ ဘုံမောက်ကိုပြန်ကြည့်ရလို့ရှိရင်လည်းဘုံမောက်ဟာဒီရာဒီမှာအကောင်းဆုံးရှည်စွမ်းပြနေပြီးတော့လက်ရှိမှာအဆင့်နှင့်နေရာဒီ18မှတ်နဲ့ရပ်တည်နေတဲ့ကိုယ်ဝယ်ကစားထားတဲ့၅ဝက်နဲ့၃ဝက်တွေတပွဲတန်ရှုံနေထားခဲ့တော်တော်ကိုကောင်းမွန်နေတဲ့ဘုံမောက်လို့ပဲပြောရမှာဖြစ်တယ်ရှုံနေထားခဲ့တာကလည်းလီဗာပူးတင်းကိုအဝေးကင်းကနေ4-2ဆိုတဲ့ရလက်နဲ့ရှုံနေထားခဲ့တာပါအဲ့တော့ဘုံမောက်ရဲ့အနေထားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘုံမောက်ကလည်းအိမ်ဝင်းကိုဒီကအပြုတ်ကစားနေတဲ့ပုံစံဖြစ်နေတယ်၅ဝက်မှာ၄ဝက်နဲ့တပွဲတည်း ချုံဝဲလုံးဝမရှိသေးဘူး။ရာကိုရှိကိုအိမ်ဝင်းမှာပေးကိုနှစ်ကိုးသာလည်းရှိရဲ့။ဒါပေမဲ့ဘုံမောင်အဝေးကွင်းဆိုရင်ပြောင်းပြန်ပြန်ဖြစ်သွားတယ်။လေးဘွယ်ကစားထားတယ်။တပွဲနိုင်နှစ်ပွဲတည်းတပွဲရှုံရာကိုကရှိကိုပေးကိုကိုကိုရှိတာ။အဲ့တော့ဘုံမောင်ကအဝေးကွင်းရောက်ပြီဆိုလို့ရှိရင်တိုက်စစ်ကလည်းခိုးရီရအောင်သွင်းထားတယ်လို့ခန့်စစ်ကလည်းခိုးရီတလက်စားခွင့်ပြုနေရတယ်ဆိုတဲ့သဘောအဝေးကွင်းမှာလီဗာပူးကိုရှုံနေခဲ့တယ်။ဒီ United ကိုတည်ယူကြတယ်။ Crystal Palace ကိုတည်ယူကြထားခဲ့တယ်။ စပါတင်ကို1စီဆိုတဲ့ရလတ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားခဲ့တယ်။ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဘုံမောက်ဟာအဝေးခွင့်ဆိုလို့ရှိရင်တော့ဒီအသိကြီးတွေကိုဒုက္ခပေးထားနိုင်တယ်။ဒီဘာဘူးတသိနေတာချုံနေထားခဲ့တာဖြစ်တယ်။အဲ့တော့ဒီနေ့နေသားမှာကြည့်မယ်ဆိုလို့ရှိရင်လည်းမန်စီးတီးတင်ကအင်ဝင်ကောင်းတယ်။ဘုံမောက်ကလည်းအဝေးခွင့်ဆိုလို့ရှိရင်ထင်းတော်ကြီးတော့ကောင်းတာတော့မဟုတ်ဘူးလို့ပြောလို့ရတဲ့နေသားမှာဘုံမောက်ရဲ့အဝေးခွင့်ခံချက်ကအနည်းငယ်လျော့ရဲစေဆိုတဲ့နေသားရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်အနည်းဆုံး၃-၉ရောက်မှသိကြတယ်။ကျွန်တော်ကတော့မန်စီးတီးနိုင်လေ 2ဝမ်းလို့တပေါက်လို့ယူဆထားတဲ့ကြောင့်အနည်းဆုံး3ခုရောက်မှာပေါ့ဗျာကျွန်တော်5ဝမ်းပေါ်ကိုပဲရွေးရှင်းပေးကြပါတယ်နောက်တစ်ခွဲကတော့ Serie A ပွဲစဉ်ဗီရိုနာတင်နဲ့ Inter Milan တို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာဆိုလို့ချင်း Inter Milan တင်က1.40ဂိုးပေါင်းသိန်းမှာဆိုလို့ချင်းတော့3ပေါင်း60ဈေးထဲမှာရှိနေပါတယ်ဗီရိုနာကလက်ရှိချိန်ကြီးနိုင်ပွဲတစ်ပွဲမှမရှိသေးဘူးကိုယ်ကိုကစားထားမှာငါးပွဲတည်ကြတာလေ၄ပွဲရှုံးထားတယ်အင်ခွဲမှာ၃ပွဲတိတိတည်ကြထားခဲ့တာပါဝေကူမှာ၂ပွဲတည်ကြထားခဲ့အဲ့တော့ဒီလိုနေထားမှာကြည့်ရင်ဗီရိုနာနေနဲ့ လက်ရှိအင်တာကိုနိုင်ဖို့ဆိုတာကခက်ခဲမယ်ဆိုတာသိကြတယ်အင်တာကလည်းဒီရာဒီမှာဒီပုံမှန်ရှင်စွမ်းအကောင်းဆုံးရှင်စွမ်းတော့ဆက်လက်ပြီးတော့ပြသနေသေးလို့ပဲပြောလို့ရတယ်ဆိုပေမဲ့အင်တာမီလန်ဒီရာဒီအကောင်းဆုံးရှင်စွမ်းပြနေတာအိမ်ဝဲလို့ပြောလို့ရတယ်အိမ်ဝဲမှာ၅ဘက်ကစားရတယ်၄ဘက်နဲ့တဝဲပဲရှုံနေထားခဲ့တယ်ရာကို15ကိုပေးကို၄ကိုပဲရှိထားခဲ့တာဒါပေမဲ့အဝေးကွင်းမှာဆိုလို့ရှိရင်အင်တာ၄ဘက်မှာ၂ပွဲနဲ့၂ပွဲရှုံရလက်ထွက်ထားတယ်ရာကို9ကိုပေးကို9ကိုဖြစ်နေတယ်အဲ့တော့ အင်တာမီလန်အဝေးကွင်းဆိုလို့ရှိရင်တော့အနေငယ်ခန်းစစ်ပိုင်းလိုက်ကလည်းလျော်ရဲနေတဲ့သဘောမှာတော့ရှိတယ်။ဂျာရဲမှာရှမ်မြန်လိကစားဖို့ရှိနေတယ်ဆိုပေမဲ့ကစားရမှာကအင်ကွင်းဖြစ်တယ်လို့ Kyret MRT လို့အတင်းနဲ့ဖြစ်နေတဲ့အတွက်ကြောင့်ရိုင်းပူစရာမလိုဘူး။အဲ့တော့ဒီအစစ်နှစ်ကရိုမနဲ့ AC မီလန်တို့တွေ့ဆုံနေတာကိုအင်တာနီနဲ့အကောင်းဆုံးခွင့်ရယူတင်တယ်။အဲ့တော့ဒီပွဲစဉ်မှာဘယ်လိုပဲဖြစ်ဖြစ်အင်တာမီလန်အနိုင်တော့တော့အနိုင်တော့ကစားလာမယ်လို့ယူဆတယ်။1 man 40 3 man 60ဆိုတဲ့ဈေးတန်းက အင်တာမီလန်သင်းရဲ့ဂိုးတွေကိုပဲကျွန်တော်တို့ရေတွေ့ရမှာဖြစ်တယ်ဗီရိုနာရဲ့ဂိုးကိုကျွန်တော်တို့မြင်ရဖို့မရှိတဲ့အတွက်ကြောင့်တကယ်လို့ငါးမှုနဲ့တစ်ချက်လဲနိုင်ရင်အင်တာမီလန်ဘော်ဒီကိုယူသင့်တယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာဂိုးအောက်ဖို့ပဲအဓိကထားရွေးချယ်ခြင်းပါသေးတယ်နောက်တစ်ပွဲကတော့ဘာစီလိုနာသင်းနဲ့အက်ရှီတို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာဘာစီလိုနာသင်းကနှလုံးသေးဂိုးပေါင်းစင်းမှာဆိုလို့ရှိရင်တော့သုံးလုံးချုံစီးတန်းမှာရှိနေတယ်အဓိကကစားသမားတွေဒဏ်ရာရနေတာနဲ့အတူဘာစီလိုနာတို့ကနောက်ပိုင်းပွဲစဉ်တွေမှာရုံးကန်လာရတယ်လို့ပြောလို့ရတယ် တိုက်စစ်ကလီယိုဒေါစကီတို့ရာဗန်ဟာတို့ပြန်မလာခြင်းဟာဒီရီယယ်မက်ထရစ်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ပိုတိတာလဲပေါ့နော်ဘောလုံးကိုကန်ကစားနိုင်တဲ့ဆိုပေမဲ့တိုက်စစ်ပိုင်းမှာတော့တော့လာလာဖန်တီးနိုင်စွာမရှိဘူးလမိုင်းရမှန်တယောက်တည်းပဲအဓိကတော့အားကိုးနေရတယ်လို့ဖြစ်နေတယ်နောက်ဆုံး၅ဘွဲ့မှာကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်ဘွဲ့နိုင်သုံးဘွဲ့ရှုံးရလတ်ထွက်ထားတယ်ဘာစီလိုနာရဲ့ခန့်စစ်ကနောက်ဆုံးခုနှစ်ဘွဲ့ဆက်ဘေးကိုးတွေခွင့်ပြုထားခဲ့ရတယ်ဒါကိုကြည့်မယ်ဆိုရင်ခန့်စစ်ကလည်းရော်ရဲနေတယ်အဝေးကွင်းဆိုလို့ရှိရင် ပို့ပြီးတော့ဆိုးနေတယ်လို့ပြောလို့ရတယ်။နောက်ဆုံး၅ဘွဲမှာရှုံးဘွဲ၃ဘွဲကြုံတွေ့ထားခဲ့တယ်။ BSC ကိုအင်ဂွဲမှာ2-1နဲ့ရှုံးတယ်။ဒီအဝေးကွင်း2ဘွဲပေါ့နော်။ Sevilla ကို4-1နဲ့ရှုံးတယ်။ Real Madrid ကို2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေထားခဲ့တယ်။အင်ဂွဲမှာဆိုလို့ရှိရင်တော့ Barcelona ကရလဒ်ကောင်းတွေယူထားနိုင်နေသေးပဲဖြစ်တယ်။ AC ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ AC ကဒေယာဒီမှာတည်ပွဲတွေပဲပုံပုံပြီးတော့ညားနေတယ်။ဆယ်ဘွဲကစားထားမှာ၃ဘွဲနိုင်၅ဘွဲတည် နှစ်ပွဲချုံရလက်ထွက်ထားတယ်။ဒါပေမဲ့သူအကောင်းဆုံးစွမ်းဆောင်ရည်ပြတာကအိမ်ဝင်းဖြစ်တယ်။အဝေးဝင်းဆိုလို့ရှိရင်တော့အေဂျီကရရင်စွမ်းဆောင်ရည်ကောင်းမွန်တာမဟုတ်ဘူး။၅ဝက်မှာ၃ဝက်တည်းနှစ်ပွဲချုံရာကူ၅ကူပေးကူ၈ကူရှိတာတဲ့။အဲ့တော့ဘာစီလိုနာတို့အနေနဲ့ဒီပွဲစဉ်ကိုဘယ်လိုပဲဖြစ်ဖြစ်အနိုင်ခံဖို့လိုအပ်နေတာတော့အမှန်ပဲ။ဘာဖြစ်လို့လဲဆိုရင် Real Madrid ကညာတော့က 4C ဆိုတဲ့ရလက်နဲ့ကိုပြနိုင်ထားတယ်။ဒီပွဲစဉ်ကိုအနိုင်ကစားမှသာလျှင် ပုံမှန်တိုင်း၅မှတ်กว่าနဲ့ပဲလိုက်နိုင်မှာဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲစဉ်မှာတော့ဘာစီလိုနာတို့နိုင်ဆုံး၂ဂိုးပြတ်မဲ့နိုင်မယ်လို့ယူဆထားတယ်ကျွန်တော်ဘာစီလိုနာ body ကိုပဲရွေးချယ်ပေးကြပါတယ်နောက်တစ်ပွဲကတော့ AC Milan တင့်နဲ့ Roma ရဲ့ Serie A ပွဲစဉ်မှာဒီပွဲစဉ်မှာဆိုလို့ချင်း AC Milan တင့်က level 50ကိုပေါင်းသိမှာဆိုလို့ချင်းတော့2မိုင်း40စီးတန်းမှာရှိနေပါတယ် AC Milan ဟာညာစီစပွဲစဉ် Cremonese ကိုအိမ်မှာ2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ပြီးနောက်ပိုင်းပွဲစဉ်တွေမှာကြည့်ရင် တပွဲမှာရှုံးနေခဲ့ရင်မရှိတော့ဘူး AC Milan ကဥရောပပြန်ပွဲတွေမရှိတာကြောင့်လည်းဒီလိပြန်ပွဲကိုတည်တည်ချာချာအာယုံစိုက်ပြီးကစားနေတယ်လို့ပြောလို့ရတယ်အဓိကအပြည့်သူတို့ကအမိုင်းပွဲစဉ်တွေမှာမရှုံးကြီးဘူးဒါအဓိကတာဥတည်လာရဖြစ်တယ်အသင်းကြီးတွေနဲ့လည်းဇက်တိုက်တွေ့ဆုံထားပြီးတော့မရှုံးအောင်ကစားထားနိုင်တယ်နာပိုလီကိုအိမ်ကမှ2-1နဲ့နိုင်တယ်အဲ့နောက်ပွဲစဉ်မှာဂျူပင်တက်ကိုအဝေးခွင့်ကနေ CC တည်ကစားတယ်ဖီရင်နာကို2-1အတလန်တာကို1-1တည်ကစားထားခဲ့တယ်ဒါကိုကြည့်မယ်ဆိုရင် AC Milan မရှုံးရေးကိုအဓိကထားကစားနေတယ်။အသင်းကြီးတွေဆိုရင်ပို့ပြီးတော့တတိထားကစားနေတယ်ဆိုတာကိုသိတာစီတဲ့အချက်တစ်ချက်ပဲဖြစ်တယ်။ရိုမားကလည်း DR ဒီမှာအကောင်းဆုံးရှေ့ဆန်းပြနေပြီးတော့လက်ရှိမှာအဆင့်နှစ်နေရာမှာရပ်တည်နေတယ်။ရိုမားအဓိကကောင်းနေတာကအဝေးကွင်းလို့ပြောလို့ရတယ်။အဝေးကွင်း၄ဘွဲမှာ၄ဘွဲစလုံးအနိုင်ရရှိထားခဲ့တယ်။ရာဘူးငါကိုဘေးကိုတကိုးစားနဲ့ရှိထားခဲ့တယ်။တော်တော်ကိုကောင်းမွန်နေတဲ့အသင်းလို့ပြောလို့ရတယ်။ ထိတ်တိုက်တွေးဆမှုတွေရကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ပိုင်းဝက်စင်တွေမှာတူရီပြန်ကိုရီယံပဲရှိထားခဲ့တယ်။အဲ့ဒီတူရီပြန်ကိုရီယံကိုမှသူတို့ရဲ့နောက်ပိုင်းထိတ်တိုက်တွေးဆမှုတွေမှာသွင်းကိုတွေအပြန်အလှန်ရရှိထားခဲ့တာကိုလည်းတွေ့ရတယ်။ဒီရာသီမှာရိုမားကဝီဝင်းခန်ဆစ်ပူပေါင်းနေ AC မီလန်ကမရှုံးအောင်ကစားတတ်တယ်။အဲ့တော့ဒီလိုနေသားမျိုးမှာကြည့်မယ်ဆိုလို့ရှိရင်ဒူမိုင်းလီဆယ်ကကိုဘောက်အောက်ဆိုတာကိုသိကြတယ်။ထိတ်တိုက်တွေးဆမှုတွေရကြည့်ရင်ဒီပွဲစဉ်ကတစ်ဖက်တကိုးစီရနေပြီကျွန်တော်ရေတွက်ရမယ်လို့ယူဆမိတဲ့အတွက်ကြောင့် ကျွန်တော်ကိုပေါင်းပေါ်ကိုပဲအဓိကတာရွေးချယ်ပေးကြပါတယ်။ဒီကိုအားလုံးကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်လေးတွေကိုအကြိုက်တူမှလိုက်ယူကြပါ။နီကပ်ကြိုက်တယ်လိုချင်တယ်ဆိုရင် Telegram Channel ကို join ထားကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။